မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာလည်းကျွန်တော်လက်အကြောင်းကိုပဲဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်နှုတ်လက်တွေကိုနှုတ် bit impression တချို့နဲ့နှုတ်တွဲပြီးတော့သုံးလို့ရတာဥပမာအားဖြင့်ကျွန်တော် match ဆိုတဲ့ function ကိုလက်နဲ့တွဲပြီးတော့သုံးပြနိုင်ပါတယ်အဲ့လိုသုံးပြမယ်ဆိုရင်ကျွန်တော်တို့လက်ထဲမှာရှိတဲ့ကျွန်တော်တို့ element တွေထဲအကြီးဆုံးတန်ဖိုးကိုအကြီးဆုံးကိန်းကိုနှုတ် return ပြန်ပေးမှာဖြစ်ပါတယ် main ဆိုတဲ့ function ကိုနှုတ်သုံးမယ်ဆိုရင်ငွေသုံးကိန်းကိုကျွန်တော် return ပြန်ပေးမယ် sum ဆိုတဲ့ gain ကတော့ကျွန်တော်တို့နေထဲမှာရှိတဲ့ element အားလုံးရဲ့ပေါင်းလက်ကိုကျွန်တော် return ပြန်ပေးမယ်။ဒါအပြင်ကျွန်တော် comparison operator တွေကိုအသုံးပြုပြီးတော့ lit တွေကိုလည်းကျွန်တော်နှိုင်းရှင်လို့ရပါတယ်။ကျွန်တော် DEN ဆိုတဲ့ keyword ကိုတော့အသုံးပြုပြီးတော့ lit တွေတစ်ခုလုံးကိုကျွန်တော်တို့ကဖြတ်ဖြတ်ရှင်လို့လည်းရတယ်။ဒီလိုမှမဟုတ်ဘူး element တစ်ခုချင်းတွေကိုအသုံးပြုပြီးတော့လည်းတော့ဖြတ်လို့ရပါ။ဟုတ်ပြီတော့ဒီဥပမာလေးကိုကျွန်တော် ဟို program နဲ့ဟို run ဒီလိုက်ရအောင်နော်ဒီမှာဆိုရင် a ဆိုတဲ့ list တစ်ခုရှိရဲ့အဲ့ဒီ list ထဲမှာကျွန်တော်ကဒီမှာ map ဆိုတဲ့ function ကိုအသုံးပြုလိုက်တယ်အဲ့မှာဆိုရင်အကြီးဆုံး gain ထုတ်ပေးရမှာဒီမှာအကြီးဆုံး gain ဆိုကျွန်တော်80ထွက်ရမှာဒီမှာဆိုကျွန်တော် main ဆိုတဲ့ function ကိုတော့အသုံးပြုထားတယ်အဲ့ရတော့ main ဆိုတဲ့ function ကဘာထုတ်ပေးရမလဲဆိုအငယ်ဆုံး gain ဒီမှာဆိုအငယ်ဆုံး gain က minus 100ထောက်ရမှာဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကိုတော့ run ကြည့်လိုက်မှာ run ကြည့်လိုက်တဲ့အခါမှာကျွန်တော် မိုင်မက်ကကျွန်တော်80ဆိုမျိုးဖြစ်တယ်ငွေသုံးခိုင်းကတော့မိုင်နက်100ပဲဖြစ်နေမှာဖြစ်ပါ ဟုတ်ပြီเนาะဒါဆိုရင်နောက်ထပ် sum ဆိုတဲ့ function ကိုစမ်းကြည့်လိုက် sum ဆိုတဲ့ function ဆိုကျွန်တော် list ဆိုပြီးတော့ a ဆိုပြီးတော့တိကျောက်လိုက်မှာ1 2 3 4ဆိုပြီးတော့တော့ပြေးလိုက်မှာဒီမှာဆိုစုစုပေါင်းပေါင်းရင်းကဘယ်လောက်လဲဆိုရင်10ဖြစ်ရမှာပါဟုတ်ပြီเนาะဒီအရဆို prn ဒီ print sum 10ဆိုပြီးတော့ကျွန်တော်တန်းထုတ်လို့ရပါတယ် အဲ့ဒါဆိုတော့ဘာထွက်ရမလဲဆိုရင်ကျွန်တော်တို့30ထွက်ရမှာပါเนาะဒီမှာ program run လိုက်မယ်30ဆိုပြီးတော့ထွက်ပါဒီနေရာမှာကျွန်တော်နောက်ထပ် b ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ပေးပြီးတော့ကျွန်တော်1 2 3 30ဆိုပြီးတော့နော်ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်သူတို့နှစ်ခုကိုကျွန်တော် comparison operator သုံးပြီးတော့ကျွန်တော်နှိုင်းချလိုက်မယ် comparison operator operator တွေကဘယ်လိုလုပ်လို့လဲဆိုရင်သူက element like သူကနှိုင်းချသွားတာပါ ဥပမာကျွန်တော် PRN နေ print A လက်တန်း B လို့ရေးတယ်ဆိုရင်ကျွန်တော်ထုထွက်ရမှာပါ။မဖြစ်လို့လဲဆိုရင်ကျွန်တော်သူကပထမနှိုင်းရှင်သွားတယ်နှိုင်းရှင်သွားတူးနေဒီမှာဆိုရင်ကျွန်တော်၄နဲ့30ဆို30ကကြီးနေတဲ့အတွက် BO ကြီးတယ်လို့ယူဆသွားမှာဖြစ်ပါ။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကဘာလို့လုံးမလဲဆိုရင်တော့ထုထွက်ရမှာပါ။ဟုတ်ပြီတော့ run လိုက်ပြီးထုထွက်ပြီ။ဟုတ်ပြီတော့ဒီမှာဆိုရင် PRN နေ print A equal to b ဆိုရင်တော့မညီပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ကဖော်ထုတ်ရမှာပါဟုတ်ပြီကျွန်တော်နောက်ထပ် list တစ်ခုတော့ပြန်ဆောက်လိုက်မယ် list လေးကိုကျွန်တော် c လို့ပေးလိုက်မယ် c ရကြ1 2 3 4ဆိုပြီးတော့တော့ပေးလိုက်မယ်ဒီခါမှာတော့ a နဲ့ a နဲ့ c နဲ့ညီလားဆိုရင်ကျွန်တော်တို့ထုထွက်ရမှာဖြစ်ပါတယ်ဒီမှာဆိုတော့ထုထွက်တော့ဒီမှာသုံးသပ်ရရင် comparison operator တွေက အဲ့ဒီမှတစ်ခုချင်းစီကိုလိုက်ပြီးတော့နှိုင်းရှင်ပြီးတော့ကျွန်တော်တို့တွက်ချက်သွားတာပဲဖြစ်ပါတယ်ကျွန်တော် lit ကို lit a ကိုတော့ဖြတ်ချင်တယ်ဖြတ်ချင်တယ်ဆိုတော့ဘယ်လိုလုပ်ဒီမှာကျွန်တော် interactive mode ကိုတုံးလိုက်ပါမယ်တော့ပိုင်းတော့တော့ရေးလိုက်ပြီးတော့ a ဆိုပြီးတော့ကျွန်တော်1 2 3 4ဆိုပြီးတော့ရေးလိုက်တယ်ရေးပြီးတော့ကျွန်တော်က a ရဲ့ a ဒီမှာဆို internet ဒီ a မှာဆို internet တွေကဘယ်လိုသွားကျွန်တော်တို့ ရှိရနေစယူ0 1 2 3ဆိုပြီးတော့နောက်ကနေစယူမယ်ဆိုရင်ကျွန်တော် -1 -2 -3 -4 ဆိုပြီးတော့ကျွန်တော်ယူမှာဖြစ်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်ကဟုတ်ပြီကျွန်တော်နောက်ဆုံးဂိမ်းကိုကျွန်တော်ဖြတ်ရှင်နေဆိုရင်တော့ဘယ်လိုလုပ်မလဲ DN ဆိုတဲ့ keyword ကိုတုံးပြီးတော့ A နောက်ဆုံးဂိမ်းလို့ပြောတဲ့အတွက် -1 လေးကျွန်တော်ပေးလိုက်မှာဆိုရင်ကျွန်တော်တို့ကဟုတ်ပြီเนาะ print ဆိုပြီးတော့ a ကိုပြန်ထုတ်မှာဆိုရင် တနဲ့၃မယ်ကျွန်တော်ရှိရတော့မှာပေါ့ဒီမှာဆိုတနဲ့၃မယ်ရှိတော့ပါဟုတ်ပြီကျွန်တော်ကဒါဆိုရင်ဒုတိယဂိမ်းကိုထပ်ပြီးတော့ဖြတ်ပြင်လဲဆိုရင် DL ပြီးရင်ဘာရေးမလဲဆိုရင် A ဒုတိယဂိမ်းဆိုတော့ Inter က1ပေါ့ဘာလုံးဆို3-1နဲ့ဆိုတော့3-1ဆိုတော့ဒုတိယဂိမ်းက1ပဲဟိုဖြတ်လိုက်မယ်ဆိုရင်ပြီးသွားရင် print ပြန်ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်က1-3ပဲကျန်တော့မှာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော် lit a တစ်ခုလုံးကိုဖြတ်ချင်တယ်ဆိုဒီအဲဒီ a လို့ရေးလိုက်မယ်ဆိုရင် lit တစ်ခုလုံးပြတ်ပြတ်သွားပါဒီမှာဆိုရင်ကျွန်တော် print a လို့ရေးလိုက်ပြီဆိုတော့လည်း a မရှိတဲ့အတွက် error တက်ရမှာပါကျွန်တော်ခုပြောချင်တာကတော့ lit slicing ပါ lit slicing ဆိုတာဘာကိုလုပ်လဲဆိုရင် lit ထဲမှာရှိတဲ့ element တွေကိုကျွန်တော်တို့အတွဲလိုက်ဆွဲထုတ်တာပါသူ့ရဲ့ပုံစံလေးကတော့ဘယ်လိုလဲဆိုရင်ဥမာကျွန်တော်တို့ lit a ရှိရထားပါလို့အဲ့ a တွေကတော့အတွဲလိုက်ဆွဲထုတ်ခြင်း ဒီအောက်ကပုံစံလေးအတိုင်းရေးရပါတယ်ပထမဦးဆုံးတော့၄000ဝန်းနေရေးမယ်ပြီးသွားရင်ကျွန်တော်စအမှတ်ရေးမယ်စုံမှတ်ရေးမယ်ပြီးသွားရင်ဘဏ္ဍခုချာပြီးတော့ယူမှာလဲဆိုတာရေးပါမှာဟုတ်ပြီတော့ဒီပုံစံလေးတွေကိုတော့အကျွမ်းတဝင်ရှိသွားအောင်တော့ကြည့်ကြည့်လိုက်အောင်တော့အချိန်ကိုချွတ်တာနေနေနဲ့ interactive mode မှာတော့ပြသလိုက်ပါမယ်ပထမဦးဆုံးကျွန်တော်လေးတစ်ခုတိဆောက်လိုက်မယ်လေး A လို့ပြီးတော့ရေးလိုက်မယ်1 2 3 4 5ဆိုပြီးတော့ရေးလိုက်ဒီမှာဆိုရင်ကျွန်တော်ကအတွဲလိုက်ဆွဲထုတ်တော့နော်နော်ဘယ်ကနေဆွဲနော်ဆွဲထုတ်ခြင်းတာနှစ်3လေးကိုပဲကျွန်တော်ပေါ်ခြင်းနေဆိုရင်ကျွန်တော်တို့၃ည၁၂၃လေအဲ့ခါမှာကျွန်တော်စမတ်က1ကစရမယ်ဆုံးမတ်ကကျွန်တော်3ထီဖြစ်တဲ့အတွက်1ပို့ပြီးတော့ယူပေးရမှာအဲ့ရအတွက်ကျွန်တော် A 1ကနေပြီးတော့ပြီးတော့ကျွန်တော်တို့အဆက်လေး20ရေးမယ်ဖိုးလို့ရေးလိုက်ရမယ် ဖြစ်လို့လဲဆိုတော့3ထိယူခြင်းတဲ့အတွက်တစ်တိုးပြီးတော့ကျွန်တော်တို့ယူရတာဖြစ်ပါအဲ့မှဆို1 3လေးပေါ်လာပါပြီတကယ်လို့ကျွန်တော်ကအစအနေစခြင်းနဲ့ဆိုရင်ကျွန်တော်ကဘလို့ရေးမလဲ A 300လို့ကျွန်တော်ရေးလိုက်မှဆိုရင်1နဲ့3လေးပေါ်လာမှာဒီနေရာမှာကျွန်တော်အစအနေကိုကျွန်တော်က300မရေးဘဲနဲ့ဘာမှမထည့်လဲရပါဥမာ A ကျွန်တော်အဆက်နှက်ဆက်ရေးလိုက်မယ်ဒီနေရာမှာဆက်နှက်ဆက်ရှိမှာဘာမှမရေးဘဲနဲ့ကျွန်တော်က လေးလို့ရေးလိုက်မယ်ဆိုရင်ကျွန်တော်တို့က1နဲ့3လေးပဲပေါ့မှာဒီမှာဆိုရင်ကျွန်တော်တို့မြင်သာထင်သာရှိလာပါဘူး။ဘာမြင်သာထင်သာရှိလာလဲဆိုရင်အကယ်၍ကျွန်တော်တို့ကအဆုံးအထိ လုံးချင်တယ်ကျွန်တော်ဥမာကျွန်တော်တို့က3ကနေပြီးတော့ကျွန်တော်တို့က3 4 5အထိကျွန်တော်ရေးကျင်တယ်ဆို3ရဲ့ enter ကတော့ဘယ်လောက်တော့0 1 2နှစ်ကနေပြီးတော့ကျွန်တော်အဆုံးအထိဆိုပြီးတော့ကျွန်တော်ပြောမှာ ဲ့ဟာဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်အေးနှစ်ကနေစမယ်စတားလေးနဲ့ခံလိုက်ဘာမှမရင်သူကအဆုံးထိပဲကျွန်တော်တို့ရောက်သွားမှာဖြစ်ပါဒီမှာဆိုရင်3 5ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာမှာပဲဖြစ်ပါဒီမှာဆိုရင်ဟို3 5 5ဆိုပြီးတော့ပေါ်လာမှာပဲဖြစ်ပါဟုတ်ပြီဒီနေရာမှာနောက်ထပ်ဟိုထပ်ပြီးတော့ဆွေးနွေးကြတာကကျွန်တော်ခုဒီ image slicing နဲ့ stat အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးတော့မှာပဲဖြစ်ပါ ပုံဝင်တော့ပိုင်းတော့ဆိုပြီးတော့ interactive mode ကိုခေါ်လိုက်မယ်ဒီနေရာမှာကျွန်တော် rate ဆိုပြီးတော့ပေးလိုက်မယ် rate 10လို့ပေးလိုက်မယ် rate 10ဆိုတော့300နဲ့6ထိရှိမှာအဲ့ rate 300နဲ့6ထိရှိတဲ့ CD ကိုကျွန်တော်လက်အမျိုးသားပြောင်းလိုက်မယ်အဲ့မှာ n ဆိုပြီးတော့ပေးလိုက်မယ် list ဆိုပြီးတော့ကျွန်တော် a ဆိုပြီးတော့ပေးလိုက်မယ်အဲ့မှာ n လို့ရိုက်လိုက်ရင်300နဲ့ပြီးတော့ကျွန်တော်6ထိရှိဟုတ်ပြီတော့ဒီ list ကိုကျွန်တော် list slicing သုံးပြီးတော့ကျွန်တော်ဆွဲထုတ် နော်ဥပမာနော်အန်ဆိုပြီးတော့ပေးလိုက်မယ်အန်ဆိုပြီးတော့ဘယ်လိုပေးမလဲဆိုရင်တုံညာနေစမယ်ကျွန်တော်တုံညာနေစမယ်ကျွန်တော်အဆုံးအထိဆိုတော့ဘာဖြစ်မှာဘာမှမရေးတော့ပြီးတော့နှစ်ချမယ်လို့ပြောလိုက်မယ်အဲ့ဒီဟာမှာဆိုရင်ကျွန်တော်ဘာပြောမလဲဆိုနှစ်လမ်းစီချာချာတော့မှတုံညာတင်မရေးတော့နှစ်၄၆၈ဆိုပြီးတော့ထွက်มาဖြစ်ပါဟုတ်ပြီနော်ဒီဟာလေးကိုနော် run ကြည့်လိုက် ဒီမှာဆိုရင်3.2 4 6ချက်ဆိုရင်ထွက်တယ်။ဟုတ်ပြီတကယ်လို့ဆိုတော့ဒါဆိုရင် n လေးကို1ကနေစမယ်ဆိုရင်1ကနေစမယ်ကျွန်တော်ဘယ်ထိလဲဆိုရင်ကျွန်တော်8ထိလို့တော့ပြောလိုက်မယ်။ဒီ8ဆိုရင်ကျွန်တော်ဒါဆိုရင်3.1234568ရှစ်လို့လည်းရေးလို့ရတယ်ရှစ်ဆိုရင်ကျွန်တော်ဘယ်ရပါမလဲရှစ်ဆိုရင်ကျွန်တော်ခွန်းထီပဲယူမှာယူပြီးတော့နှစ်လမ်းကြာလို့ကျွန်တော်ပြောလိုက်မယ် ရှစ်လို့အင်းတက်ရှစ်လို့ပြောပေမဲ့ခွန်ထီယူမှာဖြစ်တဲ့အတွက်ဒါဆိုတစ်ကဒီမှာဒါဆိုကျွန်တော်တို့ကပေါင်း1 3မှာ135ခွန်ပေါ့135ခွန်မှာကျွန်တော်တို့ပေါ်တော့အဲ့ဒါဆိုငုံရေးလိုက်မယ်ဆို135ခွန်ဒီနေရာမှာကျွန်တော်135ခွန်ပေါ်တာချင်းတူတူကိုကျွန်တော်ဘယ်လိုရေးလို့ရတိကနေစမယ်ကျွန်တော်နောက်ဆုံးဂိမ်းထီဆိုတော့ -2 ဆိုပြီးတော့လဲငုံရေးလို့ရဘာလို့လဲဆိုရင်ကျွန်တော်တို့ကပြောင်းမြန်ရေးရင် -1 -2 minus 2ဒီကောင် minus 2ဖြစ်တယ် minus 2လို့ရေးပေမဲ့ तू က minus 2ထိမယူခွန်းတိယူမှာအဲ့အတွက်ကျွန်တော်1 3 5 9 9ပဲကျွန်တော်ပေါ်လာမှာဖြစ်ပါဒါနောက်ထပ်ကျွန်တော်တို့ရေးထားတဲ့နောက်ထပ်တနည်းပါလမ်းလိုက်ပြီဆို1 3 5 9 9ပုံမှန်ကျွန်တော်နောက်ထပ်သူ့ကိုဘယ်လိုလေးအသုံးပြုလို့ရလဲကျွန်တော်ဖြောင်းမြန်လုပ်ခြင်းကြောင်းမြန်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုအေးဆိုပြီးတော့အစနေအဆုံးထိပြီးတော့ကျွန်တော်အစနေအဆုံးထိကို minus လုပ်မယ်လို့ပြောမယ်အဲ့ဒါကြောင်းမြန်ကိုပြောတာပါ အဲ့ဒါဆိုရင် sorry ပါတော့ a မဟုတ်ပါဘူး n ဆိုပြီးတော့ပေးလိုက်မှာ n အစနေအဆုံးထိ -1 လို့တော့ရေးလိုက်မှာဆိုရင်ကျွန်တော်6 8 6 5 4 3 2 3ရဆိုပြီးတော့ရလာဟုတ်ပြီကျွန်တော်--ကိုကျွန်တော် -2 ခုကြာဆိုရင်ဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်2ခုကြာဆို6ခွန်5 3 1ဆိုပြီး6ခွန်5 3 1ပေါ်ရင်ကျွန်တော်တို့ကအဲ့လက်ရနံပါတ်အန် အဲဆိုပြီးတော့ကျွန်တော်တို့ကအစနဲ့အဆုံးထိ -2 လို့ပြောလိုက်တာနဲ့ကျွန်တော်တို့က6 5 3 1ဆိုပြီးတော့နှုတ်ပေါ်ရမှာပဲဖြစ်ပါလက်ထဲမှာရှိတဲ့ element တွေကိုနှုတ်ဆွဲထုတ်သွားတာပဲဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးကြင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ